ါဒီနေ့ video လေးမှာကတင်ရ location နေပို့ပေးတဲ့အမျိုးပြပြပေးမှာဖြစ်ပါတယ် location ကဘာလို့ပို့ပေးရလဲဆိုတော့တင်ရတို့ဒီဥပမာကွာတင်ရတို့ဒီနေ့ရဒီနေ့ရပေါ့နော်အတိအကျလမ်းညွှန်မတတ်ဘူးဘယ်နေရာလဲမသိဘူးတော့ဆိုတော့ဒါပေမဲ့ကိုကိုရဲ့အတိမိတ်ဆွေရလာနေတယ်ကိုရဲ့ location ဘယ်နေရာလဲပြစီချင်ရင်ကိုရဲ့ location ကို share ပြီးတော့ပို့တယ်မျိုးပြပြပေးမှာဖြစ်ပါတယ်ဒီလားဆိုရင်ကိုက location ကို share ပို့လိုက်ချင်အဖြစ်တစ်ဖက်လူကကိုရဲ့ location ကိုအာ ဒီ location အတိုင်းတော်လာပြီးတော့ဒီကိုစီကိုအအတိအကျရောက်မှာဖြစ်ပါတယ်အဲ့တော့ location ကဘလို့တွေပို့ရတယ်ဘလို့တွေဝင်ရတယ်အကြောင်းအရာလေးတွေကိုမသိတဲ့လူတွေအတွက်ကို share လုပ်ပေးချင်ဖြစ်ပါတယ်ဥပမာကိုကဘာလို့ဒီဒါကြောင့် Facebook နဲ့ပြပေးမယ် Facebook မှာကြတော့ဒီမှာဆိုရင်ကိုကဒီအပောင်းခနက်လေးကိုနှိပ်နှိပ်ပြီးတော့ Amazon location ဟာပေါ်လာမှာပေါ့နော် allocation ကိုနိုင် location ဆိုရင် allows ကိုနိုင် allow နိုင်ပြီးတော့ကို location ကို only this photo ကိုနိုင်ပြီးတော့ဒီမှာ social your location ဆိုပြီးတော့ကလမျိုးရပါတယ်ဒီမှာအဲကို share location choose အဲ tally me information အဲဆိုရင် location ကို continue လုပ်မယ် location ကို share လုပ်ရပါတယ်ဒီမှာ so start sharing location ပေါ့နော် location ကို location ကိုရ location ကဒီမှာလားကိုရ location ဒီမှာရှိတယ် Instagram အာတူကိတတဲ့တူလားဒီမှာဒီပြတာတဲ့အရာလေးကနီး ဆိုရင်ဒီမှာဒါလေးပြထားတဲ့အပြာရောင်အပြာရောင်ကနေဒီလိုကိုရှင်ကိုနှိပ်ပြီးတော့ဒါဆိုရင်ဒါကိုပို့လိုက်ပါ send location ဆိုပြီးတော့ပို့လိုက်မယ်အဲ့ဆိုရင်ကိုယ့်ရဲ့ location ကဒီမှာရောက်ပါပြီဖြစ်ပါတယ်။အဲ့ဆိုတဖက်လူကလည်းလာတဲ့ခါကျရင်ဒီမှာပြီးတော့ wiper နဲ့ကြည့်လို့ရဆို wiper နဲ့ဘယ်လိုကြည့်ရဆိုအမှန်ဆုံး wiper နဲ့ပို့လို့ရတယ်။ထောင်းလိုက်ပါတော့ကိုယ့်ရဲ့ location ကိုကိုကပို့မှာပေါ့နော်။ပို့မယ်ဆိုတော့ ကိုရဲ့ location ကိုကိုကပို့မယ်ဆိုတော့ဒီမှာဥပမာသာပဲတော့ contest ရေရရပါလားအင်းတမဆိုရင်တမ ဒါဥပမာဒီတရားကိုပုံမှန်ပေါ့နော်ပုံမှန်ဆိုတော့ဒီမှာအခုမှဒီ wire မှာလည်းပို့လို့ရတယ်မဆိုရင်ဒီမှာအပောင်းကိုနှိပ်ပြီးတော့ location ကိုနှိပ် location ပြီးတော့ဒီမှာသူ့ရဲ့ location ပေါ့နော် location မှာဒီမှာစိတ်နေနေရတယ် location ဟာလေဒီမှာတက်လိုက်ဒီကိုကဘယ်နေရာမှမသိဘူးဒီတိုင်းပို့လို့မရအောင်ဒီမှာကိုရဲ့ဒီမှာဒီအပြာရောင်လေးပုံမှန်ကိုထောက်ပြီးတော့ပို့ရမှာဒီအပြာရောင်လေးကနေဒီလိုမျိုးလေးထောက်ပြီးတော့ sense location ဆိုတော့ပို့ပါအဲ့မှာဆိုရင်တစ်ဖက်လူက data location နှိပ်ပြီးတော့ဒီအတိုင်းလာမှာဖြစ်ပါတယ်အာဒီလေဗီရိုရဲ့ကြည့်ပြီးတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်တင်မဲ့ဗီဒီယိုလေးတွေကိုဒီပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအချိန်ရရင်ရသလိုရှင်းလုပ်ပြမှာဖြစ်မှာမို့လို့ဒီဗီဒီယိုလေးကိုစက်ပြင်စားရင်အာတကယ်ရဲ့ဒီ YouTube ကောက်ကို subscribe လေးလုပ်ပြအောင်နော်အားလုံးပဲတသားကြည့်ရှုပေးတဲ့လူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆုံကြမယ်